လုံခြုံရေးတွေအထက်ထက်နဲ့နေပြည်တော်မှာပလီဆောက်ဖို့အတွက်အဲဥမင်းအွန်လိုင်းကလုံခြုံရေးနဲ့ခွင့်လွှတ်ထားတာဗျအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကပြောမယ်နော်ဒီအခုလက်ရှိပထမအဦးဆုံးပိုင်းနေနေပေါ့အဲနေပြည်တော်ဘောကတီတီကာကြီးကွင်းနာမှာတဲ့နော်သစ္စိန်ပေရွာထိတ်မှာပလီဆောက်မှာအဲ့ဒီပလီဆောက်မှာကဧကအဲ၅ဧကပေါ့ အဲ့ဒီနေကလည်းအဲ့ဒီရွာသားတွေရဲ့စိုက်ပျိုးမြေတွေဖြစ်တယ်အဲ့ဒီပလီဆောင်မဲ့နေရာကိုလည်းအခုဆိုလို့ရှိရင်လုံခြုံရေးတွေအထက်ထက်နဲ့တည်တည်ချာချာကာကွယ်ထားတယ်အဲ့တော့ခင်ဗျားတို့ကလုံခြုံရေးပေးနိုင်မှာပေးချင်ပေးနိုင်ချင်မှာပေးနိုင်လိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့ရဲ့ဘဘကြီးပေါ့ကျွန်တော်တို့အားလုံးရဲ့ဘဘကြီးကတော့အလုံခြုံရေးကိုပလီဆောင်မဲ့နေရာမှာသွားပေးထားပါပြီအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာကြောင့်မို့ပြောရလဲဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်လူမျိုးပါတာမခွဲခြားပါဘူး မြန်မာနိုင်ငံမှာအာလုံလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာယုံကြည်ခွင့်လူခွင့်ရေး below rights ပေါ့ဗျာနော်တကယ်ဒီလူခွင့်ရေးအချက်30ကိုကျွန်တော်တော်တော်ကြီးချစ်ပါတယ်အဲ့ဒီတော့ကြမလို့မြန်မာနိုင်ငံမှာအာလုံတာတူညီမျှတန်းတူအခွင့်အရေးအာလုံရအောင်ပါဒါမှန်ပါတယ်နော်ဒါမျိုးတော့ဦးမင်းအောင်လိုင်းလုတ်ပုံတွေက လောကုတ်လေးများချော်နေသလားလို့။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဟာကျွန်တော်ဒီကျွန်တော်ပြောတော့ပါပြန်နော်။ အာကျွန်တော်ဒီဘာသာမခွဲခြားပါဘူးအစ္စလမ်ဘာသာဝင်လည်းကျွန်တော်မြန်မာပြည်သားတွေပါပဲဟာလာကျွန်တော်မြန်မာပြည်မှာပြည်သူတွေကိုးကွယ်တဲ့ဘာသာပါပဲခရစ်ယာန်ဗုဒ္ဓအကုန်လုံးပေါ့ဗျာနော်ကြာဘာသာရေးလုံးဝအယူမရှိဘူးပေါ့ဘာသာရေးလုံးဝဘာသာလုံးဝဘာသာမဲ့တွေကအစကျွန်တော်အနေနဲ့လေးစားသမှုရှိတယ်အဲ့တော့နောက်ဆုံးပိတ်ပေါ့ဗျာဘာသာရေးဗုဒ္ဓဘာသာနေပြီးတော့ဒါအစွဲပွားတွေဖြစ်တဲ့တောင်ပြုံမင်းကြီးမင်းကြီးမင်းလေးတို့နော်တောင်ပြုံအဲ့ဒီကျွန်တော်တို့အဲ့ဒါတွေကအစကျွန်တော်လေးစားသမှုရှိပါတယ်လူတွေအားလုံးရဲ့နှလုံးသားယုံကြည်ချက်ပဲလေနော် အဲ့ဒီတော့ကြောင့်မလို့အဲ့လိုမျိုးကျွန်တော်ကပြောတဲ့ခါမှာကျွန်တော်ခင်ဗျားတို့အမျိုးသားရေးတို့မဘာသာတို့နော်အမျိုးသားရေးပါဆိုပြီးတော့အော်နေတဲ့သူတွေကျွန်တော်ပါပြောရဲဆိုတော့ကျွန်တော်ဆွဆွဲတယ်ကျွန်တော်ဟာပင်ဒါလီပါတဲ့နော်ကျွန်တော်ဟာမွတ်စလင်ဘာသာဝင်ပါတဲ့ဟုတ်လားခင်ဗျားတို့တွေကျွန်တော်အများကြီးဆွဆွဲကြတယ်နော်ဒါပေမဲ့အခုလက်ရှိခင်ဗျားတို့ဆွဆွဲတာကိုတကယ်တမ်းလုပ်နေတာကခင်ဗျားတို့ရဲ့ဘာဘာကြီးဦးမင်းအွန်လိုင်းကိုတိုင်ကိုကနော်နေပြီးတော့ပြင်မနာမှာကိုးကွယ်စရာပလီတွေရှိပါတယ်နော် ါပေမဲ့လောကုတ်ချော်ပြီးတော့နိုင်ငံတော်အစ်စ်ငါဧကပလီနှလုံးတော်စောက်ဖင်ပြီးမှာပလီတော်မှာယူတဲ့ပလီမဟုတ်ဘူးနော်ဆိုနီပလီနဲ့ရှီယာပလီပေါ့နော်ဒါပလီစောက်တာမစောက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကမပြောချင်ပေမဲ့လက်ရှိအခြေအနေမှာလူလူဆန့်ကျင်မှုမြင့်တက်နေတယ်။နောက်ပြီးတော့တိရသူတိရမှာသူ့ကိုသူတိရမှာသူဟာဘာလဲဆိုတော့တိရမှာသူဟာဥမေအွန်လိုင်းကရေရှည်သူအာနာယူဖို့ကြံစီနေတာလား နော်ဘာကြောင့်လဲဆိုတော့ तू ဟာခုလက်ရှိအချိန်မှာသူ့ရဲ့ပထမအဦးဆုံးအလုပ်က priority ကကျတို့အဲရွေးကောက်ပွဲကျင်းပပြီးတော့ပြည်သူလူထုလက်ထက်ကိုအာဏာပြန်အပ်ဖို့ပြောရလို့ရှိရင်လွတ်တော်တွေပေါ်လာမယ်လွတ်တော်တွေပေါ်လာပြီးညင်းခုန်ဆွေးနွေးကြပြီးတော့လူဖွဲ့စည်းတွေအချင်းချင်းကြားမှာယုံကြည်မှုတွေတည်ဆောက်ကြမယ်လူဖွဲ့စည်းတွေကြားမှာအချင်းချင်းကြားမှာယုံကြည်မှုတွေတည်ဆောက်ပြီးတော့လို့ရှိရင်ခင်ဗျားတို့ခင်ဗျားတို့ဗရီတစ်လုံးမကောက်လို့ဆယ်လုံးမဲ့ဆောက်ဆောက်နော်အခုကပြည်သူလူထုစံနာလည်းမပါဘူး เนาะမြို့နယ်ရပြည်သူတွေရဲ့ဆန္ဒလည်းမပေါဘူးမြန်မာနိုင်ငံမှာရှိနေသောအားလုံးရဲ့ဆန္ဒလည်းမပေါဘူးကျွန်တော်စိုးရိမ်တာတစ်ခုရှိတယ်အဲဒီအစ္စလမ်ဘာသာဝင်တွေရဲ့ဆန္ဒတော်မှာပါရဲ့လားလို့ကျွန်တော်စဉ်းစားမိတယ်ဘာကြောင့်လဲအစ္စလမ်ဘာသာဝင်တွေဆန္ဒမပေါမင်းတို့တပင်ငါပေးတာပါကွာเนาะယူဆမ်းမှာယူဆမ်းမှာဆိုတဲ့ပုံစံမျိုးမီးမွေးနေရလားဒါမှမဟုတ်ရှိရင်လည်းလော့ကတွေတအားချော်နေရလားအခုကျွန်တော်ကပြောရင်ခင်ဗျားတို့ကျွန်တော်ဘင်္ဂါလီစဉ်သတ်မှတ်တယ်ကျွန်တော်ဟာခင်ဗျားတို့ပြောသလိုကလာပဲလိုက်တယ်တို့မွတ်စလင်ပဲလိုက်တယ်တို့ဟုတ်လား ကျွန်တော်တို့တော့မဆွဆွဲနေရဗုဒ္ဓဘာသာเนาะကျွန်တော်တို့မျိုးရိုးစင်ဆက်ကိုယ်ွယ်လာတို့အခုချိန်ကြီးတဲ့ဗုဒ္ဓဘာသာဆစ်ဆစ်ဖြစ်တဲ့ကျွန်တော်ခင်ဗျားတို့မျိုးသားဤတမဒါမျိုးကြတော့ခင်ဗျားတို့ပါဇက်တွေပိတ်နေကြတာเนาะအကျွန်တော်အမှမွတ်စလင်ပါဆိုပြီးတော့ဆွဆွဲဆဲဆိုနေရတူတယ်ခင်ဗျားတို့ပါဇက်တွေအခုချိန်မှာပါလုံနေကြတာเนาะခင်ဗျားတို့ရဲ့ဘဘကြီးကိုယ်တိုင်ကဒါမျိုးပြောလို့ဆွဆွဲကြကြီးဆိုလို့ရှိရင်ခင်ဗျားတို့ဘဘကြီးကိုယ်တိုင်ကเนาะခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးပေါ့ဗျာเนาะခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုယ်တိုင်ကမွတ်စလင်ဖြစ်နေပြီเนาะအခုချိန်မှာ နိုင်ငံတော်ရဲ့မြေပြည်သူရဲ့မြေစိုက်ပျိုးမြေနော်လောကတွေတအားချော်ပြီးတော့လုံခြုံရေးတော်မှာထပ်ထပ်ပေးပြီးတော့ဗလီပေးဆောင်တာဗလီမကျွန်တော်တို့ကြည့်ရတာလေမွတ်စလင်တမျိုးတည်းဟုတ်တော့မှသူ့အနေနဲ့ခက်ခါရမဟုတ်ဘူးနော်မွတ်စလင်နှစ်မျိုးဆူနီရောဆူနီဂိုင်းရှီယိုက်ဂိုင်းနှစ်ခုစလုံးတည်းဆူနီဗလီရောနော်ရှီယာဘယ်ရှာရီယာပေါ့ဗျာအင်္ဂလိပ်လိုခေါ်ရှာရီယာပေါ့နော်ဆူနီအဲ့လိုလေးခေါ်တာပေါ့နော်ဒါမဲ့မြန်မာပြည်မှာကြတော့ရှီယာလားရှီယာခေါ်ကြတာနော်အဲရှီယာဗလီပါနော်အဲသူတို့ လုပ်မယ်ဆိုတဲ့ခါကျတော့လုံးကရတအားချော်နေတယ်လောကချော်မှုမှာကျွန်တော်ထက်ကြည့်တဲ့အခါမှာဘာလို့သွားမြင်လဲဆိုတဲ့ခါကျတော့အခုအဲသူ့အနေနဲ့ပေါ့နော်အတဒီကိစ္စတော့ဒေါအောင်ဆန်းစုကြည်လုပ်လေဒေါအောင်ဆန်းစုကြည်ကိုခင်ဗျားတို့ကကလမပြောမယ်အားသိတယ်မလားဒေါစုကြည်လုပ်ရင်ခင်ဗျားတို့ဒေါစုကြည်က OIC ရဲ့ထောက်ခံစားတဲ့ပေးစာကန်းစာတွေယူထားတယ်ဒေါစုကြည်ကမျိုးပြအောင်လုပ်နေတယ်ခင်ဗျားတို့ပြောမယ်ဟုတ်တယ်ဟုတ်အကူမောင်ပြောတဲ့ခါမှာလည်းဟာကူမောင် OIC ကဝယ်လိုက်ပြီလို့ကူမောင် OIC ကပေးစာကန်းစာတွေစားထားတယ်လို့ ဟလာကိုကိုမမောင်သာလုံမယ်ဟဲ့ဆိုရင်မပေါ်ရနော်ကျွန်တော်သာအားပေးမိမယ်ဆိုလို့ရှိရင်အခုခင်ဗျားတို့ရဲ့ဘဘကြီးကိုတိုင်ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်ကလုံတဲ့အခါကျတော့ခင်ဗျားတို့ဘာများပြောရဲလဲခင်ဗျားတို့အဲ့ဒီမဘာသားလေနော်အဲခင်ဗျားတို့အမျိုးသားကြီးပါအော်နေပြီးတော့တခါတည်းအပါသားကိုချစ်ပါတယ်တာသနာကိုချစ်ပါတယ်ကျွန်တော်တို့ကမှဟိုကလုပ်ပြမယ်ဒီကလုပ်ပြမယ်ဆိုတော့အဲ့ဒီအမျိုးသားကြီးနော်တကယ်မဘာသားစစ်စစ်တွေဘယ်ရောက်ကုန်လဲဘယ်ချောင်းကတ်နေကုန်လဲအဲအော်ဖို့ကောင်းတယ်နော်ညီနေရဆိုလှန်ဆိုင်ခြင်းနဲ့ တော့ခင်ဗျားတို့ကခင်ဗျားတို့အမျိုးသားရေးလို့မဘာသာလို့မအော်နဲ့ဗျာမခေါ်နဲ့ဗျာနော်။ဘာကြောင့်လဲဆိုတော့အမျိုးသားရေးသမားတွေမဘာသာသမားတွေတိတ်ခါကြကျွန်တော်ဒီတကယ်ပြောရမစကျွန်တော်မဘာသာကိုယုံကြည်ပါတယ်နော်။မဘာသာကိုချစ်မြတ်နိုးပါတယ်။